ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါလေနှုတ်ကပတ်တော်အားဖြင့်သူတို့ကအဆင်ချင်ခွန်အားယူရန်အတွက်ရှင်ယောခရစ်ဝင်ခန်းကြီး15အပိုင်ငယ်ရှိသင်တို့သည်များစွာသော အသီးကိုတီးတော်အားဖြင့်ငါခမီးတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့သည်လည်းငါဤတပည့်မှန်ကြလိမ့်မည်ဂျော်ဒီနိုကပတ်တော်မှာပါဖို့ပြလေဆိုတော့ဘုရားသခင်ရဲ့ဘုံလင်းထင်ရှားခြင်းကဘယ်မှာမူတည်လဲဆိုတော့များစွာသောအသီးကိုတီးခြင်းမှာမူတည်နေပါ ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းလက္ခဏာကျွန်တော်တို့ရဲ့နေစဉ်အသက်တာမှာဖရားရဲ့ဘုံလင်းကိုထင်ရှားဖို့ရန်အတွက်ဝိညာဉ်အသီးတွေများစွာတည်ဖို့လိုအပ်ပါတယ်ဝိညာဉ်အသီးတည်ခြင်းကသာလျှင်ဖရားဘုံလင်းထင်ရှားခြင်းမထင်ရှားခြင်းကိုဆုံးဖြတ်သွားတာဖြစ်ပါတယ်ဒီနေ့ခရိယံယုံကြည်သူတော်တော်များကဖရားဘုံတော်ထင်ရှားဖို့ရန်အတွက်ငါတို့ချမ်းသာမှငါတို့ရဲ့ချမ်းသာခြင်းတွေငါတို့ရဲ့စီးစိမ်တွေငါတို့ရဲ့အုပ်စာတွေကိုသူများတွေလောကသားတွေကကြည်ပြီးတော့ဟာဖရားရဲ့ဘုံတော်ကိုမြင်လာမယ် ဒါမှဖះဘုံတော်ထင်ရှားမယ်မဟုတ်ပါဘူးမိတ်ဆွေတချို့ယုံကြည်သူတွေကငါတို့ရဲ့အောင်မြင်ခြင်းငါတို့ရဲ့ယာတူးငါတို့ရဲ့နာမည်ကြီးခြင်းတွေကိုလောကီသားတွေကြည်ပြီးမှဟာဖះဘုံတော်ကိုတိလာမယ်ဖះဘုံတော်ထင်ရှားမယ်လို့ထင်တတ်ပါဒီနေ့ကျွန်တော်တို့ရဲ့ချမ်းသာခြင်းကိုကြည်ပြီးတော့ဖះဘုံတော်ထင်ရှားတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အောင်မြင်ကြော်ကြားခြင်းကိုကြည်ပြီးတော့လေဖះဘုံတော်ကထင်ရှားတာမဟုတ်ပါဘူးတမန်ကျမ်းစာကပြောလဲဆိုရင်တော့သင်တို့ဒီများစွာသောအသီးကိုတီးတော်အားဖြင့် ငါခမီးတော်သည်ဘုံထင်ရှားတယ်လို့ဖော်ပြပါသင်တို့ဒီလည်းငါရဲ့တပည့်အမှန်ပဲဆိုတာကအဲ့ဒါကတတ်သေးပဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအတ္တဓာတ်ထဲမှာ များစွာသော အသီးကိုတီးခြင်းဝိညာဉ်သဘောတွေဝိညာဉ်အသီးတွေနဲ့နေ့စဉ်အသက်ရှင်ခြင်းကဖျားဘုံလင်းကိုထင်ရှားစေတာဖြစ်ပါတယ်ဒါကြောင့်မို့ရှမသက်ခရစ်ဝင်ခန်းကြီးငါအပိုင်ငယ်16မှာထိုနည်းတူသူတို့ဘဝတို့သည်သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ကောင်းငင်ပုံနှံရှိတော်မူသော တင်တို့အပါဤဂုံတော်ကိုချီးမွမ်းစေခြင်းကသူတို့ဘာရှိ၌တင်တို့အလင်းကို လင်းစေကြလော့ဒီနေ့ဖျားသခင်ရဲ့ဂုံတော်ကိုချီးမွမ်းစေဖို့လောကီသားတွေရဲ့အရှိမာတဲ့ကျွန်တော်တို့ရဲ့အလင်းကိုလင်းစေပါကျွန်တော်တို့ရဲ့အလင်းဆိုတာကတော့ကျွန်တော်ရဲ့ကောင်းသောအကျင့်ဖြစ်ပါအဲ့ဒီကောင်းသောအကျင့်ဆိုတာကလည်းကျွန်တော်တို့ရဲ့ဇာတိတဘောရဲ့ကောင်းသောအကျင့်ကိုပြောချင်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အထက်တွေကတန်ရှင်းသောဝိညာဉ်တော်ရဲ့မာဇာခြင်းပြုပြင်ခြင်းပေါ်မှာဝန်ခံပြီးတော့ ဝိညာဉ်တော်ရဲ့လမ်းပြခြင်းပုံမှာဝိညာဉ်တော်ရဲ့ဆုံးမပိတ်ပင်ခြင်းပုံမှာနေ့စဉ်နာခံပြီးတော့အသက်ရှင်ခြင်းအပြင်ဝိညာဉ်အသီးတွေကျွန်တော်အသက်တာတွေမှာទីလာပြီးတော့ဝိညာဉ်သဘောနဲ့အသက်ရှင်ခြင်းအပြင်ဖခင်ရဲ့ကောင်းမြတ်ခြင်းသဘောနဲ့အသက်ရှင်ခြင်းအပြင်လောကသားတွေကကျွန်တော်တို့ကိုကြည့်ပြီးတော့ဖခင်ကိုမြင်လာဖို့ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုခံစားရဖို့ဖခင်ရဲ့ဘုံလင်းထင်ရှားဖို့ရန်အတွက်ဖခင်ကကျွန်တော်တို့ကိုဒီလောကမှာအလင်းအနေနဲ့ထားထားခြင်းဖြစ်ပါတယ် ဒါကြောင့်မို့ဖះဘုံတော်ထင်ရှားခြင်းမထင်ရှားခြင်းဆိုတာတင့်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းနဲ့မဆိုင်ပါဘူး။တင့်ရဲ့အောင်မြင်ကြော်ကြားခြင်းနဲ့တင့်ကိုဘယ်သူမှမသိခြင်းနဲ့လည်းမဆိုင်ပါဘူး။တင့်ရဲ့ကျမ်းမာအသက်ရှိခြင်းနဲ့တင့်ရဲ့အတ္တဓာတ်ထဲမှာယောဂခံစားရခြင်းနဲ့လည်းမဆိုင်ပါဘူး။အဲ့ဒီအခြေအနေတွေနဲ့မဆိုင်။တင့်ဟာချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေတင့်ဟာအောင်မြင်ကြော်ကြားသည်ဖြစ်စေမကြော်ကြားသည်ဖြစ်စေတင့်ဟာကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေဖះရဲ့ အလိုတော်တိုင်းအသက်ရှင်ပြီးတော့သင်ရဲ့အသက်ရှင်ခြင်းထဲမှာဖခင်ရဲ့ဘုံလင်းကိုထင်ရှားမယ်ဝိညာဉ်သဘောနဲ့အသက်ရှင်မယ်ဆိုရင်သင်ရဲ့အသက်ရှင်ခြင်းကနေ့ရက်စဉ်တိုင်းမှာဖခင်ရဲ့အလိုတော်တိုင်းဝိညာဉ်သဘောနဲ့အသက်ရှင်မယ်ဆိုရင်တော့ဖခင်ရဲ့ဘုံလင်းထင်ရှားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဖခင်ဘုံထင်ရှားခြင်းမထင်ရှားခြင်းကဝိညာဉ်အသီးသိခြင်းမသိခြင်းနဲ့ပဲဆိုင်ပါတယ်။ဒါကြောင့်မို့သင်ချမ်းသာတာမမှားပါဘူး။သင်ဆင်းရဲတာလည်းမမှားပါဘူး။ ်သင်အောင်မြင်ကြော်ကြားတာလည်းမမှားပါဘူးသင်မအောင်မြင်တာလည်းမမှားပါဘူးသင်ခန္ဓာကိုယ်ကျမ်းမာတာလည်းကောင်းပါတယ်မကျမ်းမာတာလည်းမမှားပါဘူးကျွန်တော်တို့ရဲ့ဘဝအတ္တဓာတ်ထဲမှာဖရာအလိုတော်တိုင်းဝိညာဉ်သဘောနဲ့အသက်မရှင်မိခြင်းကမှားပြီဝိညာဉ်အသဘောနဲ့အသက်မရှင်ဘူးဆိုရင်ဖရာဘုံလင်ဘလို့မှထင်ရှားမှာမဟုတ်ပါဘူးဒါကြောင့်မို့နေ့ရက်ရှင်တိုင်းမှာဝိညာဉ်အသီးတွေတီးဖို့ရန်အတွက်ဝိညာဉ်သဘောနဲ့အသက်ရှင်နိုင်ဖို့ရန်အတွက်သင်ခရစ်တော်၌တည်နေဖို့အရေးကြီးပါတယ် ဇပြစ်ခက်ကဇပြစ်ပင်စီမှာမတီနေဘူးဆိုရင် ကိုလိုလျောက်အတိမတိနိုင်ဘူးသင်တို့ဒီငါနဲ့ကွာလေအပေအမှုကိုများမတတ်နိုင်ကြလို့သခင်ရှုကဖော်ပြပါတယ်ဒါကြောင့်ဝိညာဉ်အသီးဆိုတာစူးစမ်းဖြစ်ညစ်ပြီးတော့သီးလို့မရပါဘူးခရစ်တော်နိုင်တီနေဖို့ပဲဖြစ်တယ်ဖခင်နဲ့နေစဉ်မိတ္တရားဖွဲ့မယ်ဖခင်သခင်နဲ့နေစဉ်အဆက်ရှိမယ်ဖခင်သခင်နဲ့နေစဉ်သွာလာမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းစကားပြောခြင်းကြင်ကြံပြုမှုခြင်းအားလုံးကိုဒီနေ့လောကီသားတွေကမြင်တွေ့ပြီးတဲ့အခါမှာအသက်ရှင်သောဖခင်ကိုတည်လာမှာဖြစ်ပါတယ် ကျွန်တော်တို့အားဖြင့်ဖရာရဲ့ကောင်းမြတ်ခြင်းတွေကလောကီသားတွေစီမှာစီးထွက်မှာဖြစ်ပါတယ်။လောကီသားတွေကကျွန်တော်တို့ကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့အတ္တတာကိုမြင်တွေ့ပြီးတော့ကျွန်တော်တို့ရဲ့စကားပြောခြင်းတွေကိုကြားပြီးတော့ဖရာရဲ့ကောင်းမြတ်ခြင်းအရာတာတွေကိုသူတို့ကခံစားရရှိပြီးတော့ဖရာကိုသိမြင်သွားမှာဖြစ်ပါတယ်။ဒါအားဖြင့်ဖရာဘုံလေးထင်ရှားမှာဖြစ်ပါတယ်။အဲကြောင့်မို့ဖရာဘုံတော်ထင်ရှားခြင်းမထင်ရှားခြင်းဆိုတာကအသင်အကောင်းစားအင်ကြီးဝတ်ခြင်းမဝတ်ခြင်းနဲ့မဆိုင်ပါဘူး။အကောင်းစားအိမ်မှာနေခြင်းမနေခြင်းနဲ့မဆိုင်ပါဘူး။ ဖျားဘုံတော်ထင်ရှားခြင်းမထင်ရှားခြင်းဆိုတာကသင်ရဲ့ယာတူးတွေအာနာတွေရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူး။ဖျားဘုံတော်ထင်ရှားခြင်းမထင်ရှားခြင်းသည်သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းနဲ့မှဝိညာဉ်သဘောနဲ့အသက်ရှင်ခြင်းအသက်မရှင်ခြင်းနဲ့ပဲဆိုင်ပါလေ။ဒါကြောင့်ဝိညာဉ်အသီးတွေသီးဖို့ရန်အတွက်ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှိခြင်း၊ကျေးဇူးပြုခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာဆောင်ခြင်း၊နှူးညံ့သိမ်မွေ့ခြင်း၊ကာမကုံချုပ်တီးခြင်းဆိုတဲ့ ဝိညာဉ်အသီးတွေပြီးဖို့ရန်အတွက်နေရရှင်တိုင်းမှာတန်ရှင်သောဝိညာဉ်တော်ဖရာရဲ့အုပ်ဆိုးခြင်းနဲ့တူသခင်ခရစ်တော်၌တည်နေခြင်းအဖြစ်ဖရာနဲ့နေစဉ်မိတ္တာရဖွဲ့ခြင်းအဖြစ်သင်ရဲ့အသက်တာအသက်ရှင်ခြင်းတွေကနေဝိညာဉ်အသီးတွေဝိညာဉ်သဘောတွေထွက်ပေါ်လာပြီးတော့လောကီသားတွေဖရာသခင်ကိုမြင်တွေ့စေပြီးတော့ဖရာရဲ့ပုံလင်းထင်ရှားသောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ